မကြသေးခင်ကခမရတင်ထားတဲ့စေးချောင်းအကြောင်းအဲ့ဒါနဲ့ပတ်သက်ပြီးတေဝင်းဖြစ်တော့လောက်တော့လက်ခံတယ်ဆိုပေမဲ့ NM ဖြစ်တော့လို့ဖို့လို့သေးတယ်ဆိုရဲခမရရဲ့မူဝါဒကိုတိချရှင်းပြနိုင်မလားစာတန်းတစုံလုံးဥမာထောက်ပြီးတာအရင်ဆုံးပြောချင်တာကစေဝါအနေနဲ့တုံလေစေးချောင်းအစွမ်းကအမခံပဲတငငယ်ချင်းနဲ့ရှိခဲ့တခြားလူကြီးနဲ့ဆရာဝန်တွေလည်းပြောတယ်အန်အော့ဖ်တောင်ကောင်းတယ်လို့စေဝါတုံစေးချောင်းကစာတန်းတစုံထုတ်လိုက်တယ် စီး6ကိုတရားဝင်ဖြစ်ဖို့အသက်တော့ပြရမယ်ပေါ့ဝယ်ဖို့ဆိုရင်ဥပဒေနဲ့တရားလို့ရမယ်လုတ်တဲ့ပုံစံတော့ရှိတာပေါ့ဖလော်ရီဒါမှာလုတ်တဲ့ပုံစံကတကယ်ကောင်းမဲ့ထင်ပါတယ်ဒါပေမဲ့နီလန်မှန်ဖို့လိုတယ်နီလန်တက်ရဖို့လိုတယ်နယူးယောက်ကတချို့နေရာတွေဆိုရင်စေးချုံနဲ့နန်းစောနေတာစနစ်တကျတော့လုတ်မရမယ် ထိမ့်ချုပ်တဲ့စနစ်ပေါ့ဖလော်ရီဒါမှာသူတို့လုပ်ခဲ့တဲ့စနစ်ကကောင်းတယ်လို့ထင်တယ်ဝင်းညင်ဖာစီတဲ့အကြောင်းရောတည်လားမူရစီတမမဟုတ်ပေမဲ့မကြာသေးခင်ကအညာဝဲစကားတောက်ခဲ့တယ်လူဒီပြောကြတယ်စိတ်ကြမ်းမရဲ့အတွက်နဲ့စိတ်ဝိညာဉ်အတွက်ကောင်းတယ်လို့အဲ့ဒီဝင်းညင်ဖာစီတုံးရင်ကျွန်တော်ထင်တယ်ကမာကြီးကပိုကောင်းလာမှာလောထောတဲ့ကလူတိုင်းမှုဒီစားရင်လေး ခင်ဗျားအဲ့လိုတွေမတုံဘူးဆိုတာသိပါတယ်ကဲအောင်နေတာကျွန်တော်သိတယ်စစ်ပြန်နေလဲ PDS တွေတတအောင်တုံးတာသိရတယ်ဒါကြောင့်အရင်ကောင်းတယ်ခင်ဗျားအဲ့လိုတွေးတယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒီစိတ်တချို့ကိုလက်ခံဖို့စဉ်းစားနေတယ်ဆိုတော့အပန်းဖြစ်ဖို့တတမဟုတ်ပဲစေဝါအနေနဲ့တုံးဖို့ကိုဒီနေ့စာရင်တစ်ဆောင်ထောက်ထားတယ်နောက်တစ်ဆောင်ထုတ်ဖို့လည်းရှိသေးတယ်အတိအကျပြောရင် နောက်တစ်ပတ်ပေါ့တော်တော်တိတိကျကျရေးထားတယ် ဘလို့ပုံစံဆက်သွားမလဲစောင့်ကြည့်တာပေါ့တချို့ပြည်နယ်တွေမှာပြည်လုံးကျူစန္ဒာခံယူဖွဲ့ရှိတယ်စောင့်ကြည့်တာပေါ့ဘလို့ရလက်ထောမလဲဆိုတာရှုံးဖို့တော့ခတ်ပါတယ်ကိန်းကနန်းတွေကိုကြည့်မယ်ဆိုရင်ရှုံးဖို့ခတ်ပါတယ်ရေပွင့်အားဖြင့်တော့အောင်ငင်မေလို့ထင်ပေမဲ့အန်ဒီရနဲ့နေလန့်နဲ့လုံးမရမယ်